်နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။အမတ်6လီတာဂျပန်လီကျောင်းကိုပိုင်ကာကွယ်တပ်ဖွဲ့ရဲ့ F15 တိုက်လေယာဉ်တွေဟာ American B52 ပုံကျဲလေယာဉ်တွေနဲ့အတူဂျပန်ပင်လယ်ပေါ်မှာပူးတွဲစစ်ရေးလေ့ကျင့်နေပါတယ်။ရုရှားနဲ့တရုတ်စစ်လေယာဉ်တွေကတောင်ကိုရီးယားနဲ့ဂျပန်နှစ်နိုင်ငံအနားမှာပူးတွဲလေကြောင်းကင်းလှည့်ပြီးတဲ့နောက်တောင်ကိုရီးယားနဲ့ဂျပန်တို့ကတိုက်လေယာဉ်တွေတိကျစီပြန်တက်ခဲ့ကြတာပါ။ ထိုင်းကမ်ဘောဒီးယားနယ်စပ်တိုက်ပွဲတွေကြောင့်ဆူရင်ဒေတာမှာထွက်ပြေးတင်းရှောင်သူ6000ကျော်လာပြီဖြစ်ပြီးကျောင်းတွေစေယုံတွေလည်းပိတ်ထားရပါတယ်။ထိုင်းမီဒီယာတွေရဲ့ထုတ်ပြန်ချက်အရနယ်စပ်မှာကျောင်း800ကျော်နဲ့စေယုံတွေယာယီပိတ်ထားရတယ်လို့သိရပါတယ်။ဂျပန်ကယိုရန်နယ်211ကီလိုမီတာတောင်ကိုရီးယားကယိုရန်နယ်218ကီလိုမီတာအကွာမှာရှိတဲ့တာကီရှိမာကျွန်းဟာဂျပန်ပိုင်ကျွန်းဖြစ်ကြောင်းဂျပန်ဝန်ကြီးချုပ်တာကာအီချီကပြောပါဗျ။ TV ရဲ့နောက်ဆုံးရသတင်းတွေကို TV TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။